သာသနာတော်နှစ်2568ကောသာတက္ကရိ1386ခုနှစ်တပေါင်းလာပြီးတော့8ရက်21ရက်3လ2025မန္တလေးမြို့ဦးဝင်းမြင့်ဒေါက်ခင် အေဝင်းညီမဖြစ်သူဒေါက်ခင်တန်းထေရွေမြင့်ကလေးပဲခွဲဆက်မိသားတစုတို့ဓမ္မဒါနပြုသဖြင့်ဟောကြားအပ်သောအရှင်သာရိပုတ္တရာဤဘဝနှင့်ဓမ္မအပိုင်း30တရားတော် အပိုင်း30မှာဥစ္စနတတွေဘာကိုခေါ်နာကြီးညိုကြမလဲမေးအရှင်သာရိပုတ္တရာကြီးနဲ့ရှင်မာကုဋ္ဌိကတို့ဆွေးနွေးထားကြတယ်ကုဋ္ဌိကတုတ်တာကိုဥစ္စနတတွေပြောပြပါရှင်မာကုဋ္ဌိကသာသနာပုံမှာဝင်ပြီးတော့ပြုလုပ်တဲ့နေရာမှာတော့အများဆုံးပုဂ္ဂိုလ်တို့ဒီလိုပြောလို့ရတယ် မျိုးရိုးလိုက်တယ်လို့ပြောရမလားမသိဘူးသူ့ရဲ့အဖေကလည်းအဲ့လိုမေးခြင်းမြန်းခြင်းစုံစမ်းခြင်းနဲ့ပုံနာဘဝကနေပြီးတော့ယမနဝါဒဆွတ်လို့ပြီးတော့ဘုရားဘာသာစင်စစ်အေကံဖြစ်လာခဲ့သူ့ရဲ့အဖေနာမည်ကအတ္တလာယနာပုံနာအတ္တလာယနာပုံနာမြတ်စွာဘုရားနဲ့တနေ့တော့ဆွေးနွေးတယ်ဆွေးနွေးတဲ့အခါသူက ုံနာဆိုတော့ဗြဟ္မဏသူတို့ရဲ့ယုံကြည်မှုကလောကကြီးထဲမှာအမျက်ဆုံးသောပုဂ္ဂိုလ်ဟာဗြဟ္မဏတွေပဲလို့ဒီလိုယုံကြည်တယ်ဗြဟ္မဏရဲ့ခတိယရဲ့ဝတ္တရဲ့သုဒ္ဓရဲ့တမဏရဲ့ဆိုပြီးတော့သူကမြန်မာကြီးကနေပေါက်ခွားတဲ့နေရာမှာအဆင့်၅မျိုးဒီလိုခွဲတယ်သူတို့ဗြဟ္မဏတွေကြတော့ဗြဟ္မဏဗြမုံတော့မုခတော့နိခန္ဓာ ယမနာတွေကြတော့ဘယ်ကနေပွားတယ်ပြီလဲမြေမှုတော့မြန်မာကြီးရဲ့မုခတော်ခံတွင်းမှာနိခန္ဓာတော့ပေါ်လာကြတယ်သူတို့ပုံနှမ်းမျိုးတွေကြတော့မြန်မာကြီးရဲ့ခံတွင်းကနေပွားပြီးတော့မှဖြစ်တာနောက်တကခတ္တိယခတ္တိယဆိုတာအုတ်ချုပ်တဲ့လူရန်စားတိုင်းပြည်အုတ်ချုပ်မင်းလုပ်တဲ့ပုံကိုယ်တွေကြတော့ခတ္တိယ မြံမှုနောဥရတော်နိခန္ဓာတဲ့ခတ္တိယလို့ခေါ်တဲ့မင်းမျိုးတွေကြတော့ဥရဟာယင်ဘတ်မြတ်မကြီးရဲ့ယင်ဘတ်ကနေမွေးဖွားတယ်လို့ဒီလိုပြောနောက်တခါဝတ္တဆိုတာကုံစယ်လယ်လို့ရောင်းဝယ်လုပ်ကြတဲ့ပုဂ္ဂိုလ်တွေအလဲသမားတွေယာသမားတွေအရောင်းဝယ်သမားတွေကိုဒီထဲမှာသူကဝတ္တထဲမှာထည့်ဝတ္တတွေကြတော့ဝတ္တမြံမှုနောနာဘီတော်နိခန္ဓာ ဲ့လိုရောင်းဝယ်လုပ်တဲ့လူသားစားမျိုးကြတော့မြန်မာကြီးရဲ့နာပြီဆိုတော့ချက်ချက်ကနေပွားပြီးတော့မှလူဖြစ်ကြ။နောက်တစ်ခါတုဒ္ဒဆိုတာလူစင်းရဲ့တုဒ္ဒမြမှုနောဇာနုတော်နိခန္ဓာတဲ့။ဟာလူစင်းရတဲ့လူသားစားတွေကဘယ်ကပွားတယ်လဲမေးလိုက်တော့ဇာနုမြန်မာကြီးရဲ့ခြေတော့ခြေသလုံးကနေပွား။သမဏမြမှုသောပိဋိပါရတော်နုနိခန္ဓာ တမဏလို့ခေါ်တဲ့ယဟန်နေကြတော့ဗျံမှုတော့ပိဋ္ဌိပါရတော်တဲ့ခြေပမိုးကနေနိခန္ဓာပွားတယ်အဲ့တော့အတ္တလ ాయన ပုံနာနဲ့မြတ်စွာဘုရားနဲ့စကားပြောတဲ့တည်းမှတ်ပြီးတော့ကြည့်လောကကြီးထဲမှာဆိုသူတို့အမြင့်ဆုံးပေါ့ဥဒ္ဓရတမဏတွေကြတော့အနေဆုံးလို့သူကဒီလိုထင်တယ် ဒီဇက်စနစ်တွေနော်သူတော်ကောင်းတို့အခုချိန်ထိအိန္ဒိယမှာရှိတော့နာမည်မဲ့တာကသူတို့တွေဥသလို့တွေအိန္ဒိယမှာ6နှစ်ကြာပညာသင်ခဲ့ဘူးတဲ့ဥသလို့နားမလဲသူတို့ချင်းချင်းတော့သူကသိတယ်တက္ကသိုလ်ထဲမှာကျောင်းတက်တဲ့အခါကျောင်းသားလေးတယောက်သူတို့ဇန်နေဇန်မြတ်တန်းနဲ့သူတို့မထိုင်ရဘူးဇန်နေလေးတွေဘာဖြစ်လို့မထိုင်တယ်လဲမေးလို့အဲ့ဒီစနစ်ကြောင့်သူတို့မထိုင်ရ မင်းဘယ်သူကသိမှလဲလို့မေးတဲ့တော့နာမည်ခေါ်တာနဲ့သိတယ်တဲ့သူကဒီလိုပြောတယ်အဲ့တော့အနိုင်ကအမြင့်နဲ့တရားနဲ့မထိုင်ရဲဘူးခုချိန်ထိဒါတွေရှိဆုံးဘောရကရဘုရားဘုရားဘုရားလူတွေတိမာပေါ့ရာဇဂျုံမှာရေချိုးကြတာလေအနိုင်နေမြင်နေခွဲထားပုံနေလေခုချိန်ဒီရှိအခုလည်းပဲမြတ်စွာဘုရားလက်ထက်ကလေးကဒီအဝါဒတွေကရှိခဲ့တယ် အသလာယနာပုံနာကသူကမြန်မာကြီးရဲ့ခရင်းကပွားတဲ့လူအရှင်ဘုရားကဗမာရဲ့မြန်မာရဲ့ခြေပမိုးကပွားတဲ့လူအဲ့တော့မြတ်စွာဘုရားကတမနာထဲမှာထည့်ပြီးထင်သေးတာတချို့ဆိုရင်သူတို့စကားပြောတဲ့အခါဇတ်တူခြင်းမှာဇတ်တူတဲ့ပုဂ္ဂိုလ်ကထိုင်နေသူကထိုင်ပြောတယ်လမ်းလျှောက်ခြင်းဆိုတော့ဇတ်တူတဲ့ပုဂ္ဂိုလ်ချင်းပဲလမ်းလျှောက်ပြောတယ်တဲ့ ကိုလိုဆိုရင်သူကမပြောဘူးတဲ့ဦးဇင်းတို့အမ္ပဋ္ဌတုတ်တံမှာဘုရားကထိုင်းနေတာအမ္ပဋ္ဌကလမ်းလျှောက်ပြီးစကားပြောအဲ့တော့ပြောကျင်တာကသူတို့ကောင်းတို့တွေအခုအတ္တလာယနာပုံနာကလည်းပဲသူ့ကိုယ်သူမြမကြီးရဲ့ဗဇက်ကမွေးဖွားတယ်တမဏတွေကမြမကြီးရဲ့ခြေပမိုးကဖွားတယ်ဆိုအစင်ချင်းကွာတယ်လို့ဒီလိုခံလို့တယ်ရသော်ဘုရားရှင်ကိုရောမြတ်ကြီးက ယမကြီးရဲ့ပါဇက်ကဖွားတယ်လို့ပြောတယ်အဲ့ဒီအတ္တလာယနာပုံနာကိုမင်းမင်းပုံနေပါလေတဲ့ကိုယ်ဝန်ဆောင်တာမမြင်ဘူးလားမြင်မှုပါလေမိဖွားတာရောမတွေ့ဘူးလားတွေ့ဘူးပါလေခေါ်ရမင်းကိုယ်ဝန်ဆောင်တာလည်းမြင်တယ်မိဖွားတာလည်းမြင်ပါလေရဲ့ကဲနဲ့ယမကြီးရဲ့ပါဇက်ကနေဖွားပြီးလူဖြစ်တယ်လို့ပြောတော့ကွာတဲ့မင်းတို့ကိုယ်ကိုစီးကပ်ပြီးတော့နေတယ်မြန်မာကြီးရဲ့ပါဇက်ပဲရစရာကောင်းမလဲတဲ့ အမင်းတို့ရဲ့အယူဆကတော်တော်လွန်ရာရောက်တယ်ဘုရားကဒီလိုပြောတယ်။မြတ်စွာဘုရားအဲ့မှာဥပမာလေးပေးတယ်ဘာဥပမာလဲပေးတဲ့တော့မီးပေါ့။မီးကမွေးကျင်တဲ့ပုဂ္ဂိုလ်မွေးမီးတောက်လာပြီဆိုရင်တစ်အယောင်တူတယ်နှစ်အပူဓာတ်တူတယ်။နေတဲ့ပုဂ္ဂိုလ်မွေးတဲ့မီးကတယောက်ခတ္တိယတွေမွေးတဲ့မီးကတယောက်သမဏဗျမဏတွေမွေးတဲ့မီးကတယောက်လို့ဒီလိုမလား။ ဘယ်ပုဂ္ဂိုလ်မွေးတဲ့မိပဲဖြစ်ဖြစ်တောက်လာပြီဆိုရင်အယောင်တူတယ်နောက်ပြီးတော့ဓာတ်ချင်းကလည်းအပူဓာတ်ချင်းတူတယ်ဒီတိုင်းပါပဲအတ္တလာယနာရေတဲ့လောကကြီးမှာကောင်းတာလို့ရင်ဝတ်တာပဲဖြစ်ဖြစ်တမဏပဲဖြစ်ဖြစ်ဗေမဏပဲဖြစ်ဖြစ်ကောင်းတာလို့ရင်ကောင်းကျိုးရမယ်မကောင်းတာလို့ရင်မကောင်းကျိုးရအဲ့ဒါဇက်နဲ့မဆိုင်ဘူးတဲ့ကောင်းတာလုပ်ခြင်းမလုပ်ခြင်းနဲ့ပဲဆိုင်နေဆိုပြီးတော့မြတ်စွာဘုရားကဒီလိုလေးရှင်းပြတာ ဟာအတ္တလယနာပုံနာကြီးသဘောတွေကြလိုက်တာသဘောတွေကြလိုက်တယ်သဘောကြပြီးတော့ဘောဓတရဏံကိစ္ဆာမိဓမ္မတရဏံကိစ္ဆာမိသံဃတရဏံကိစ္ဆာမိအစ္စတကေပါဠုပိတံစသည်ဖြင့်ခဏိကစပြီးဘုရားတရားသံဃယရဏ၃ရက်စိတ်ကတဲ့တကားတယောက်ဖြင့်မှတ်တော်မူပါဗျာလို့သူဒီလိုပြောအဲ့ဒီတကားကြီးကနောက်တော့အိမ်အောင်ကြရတယ်သူမျိုးသမီးကဆန္ဒဝတိမျိုးသမီး အဲ့ဒီမျိုးသမီးနဲ့အိမ်ဆောင်ကြပြီးသားတယောက်ွားတယ်အဲ့ဒီသားလေးရဲ့နာမည်ကကုဋ္ဌိကအဲ့ဒီကုဋ္ဌိကကသာသနာ့ဘောဝင်လာပြီးတော့တရားကျင့်တရားအထုတော်ယဟန္တာကြီးဖြစ်တဲ့မဟာကုဋ္ဌိကဒီလိုတွင်နေအဲ့ဒီရှင်မဟာကုဋ္ဌိကကမေးမြန်းနေအလုံးများတယ်သူနဲ့ပတ်သက်ပြီးတော့မေးမြန်းဆွေးနွေးထားတဲ့တုတ်တန်တွေဦးဇနုတို့တွေတန်ဥဒ္ဒဏိကေမှာဆိုတာရိပုတ္တကုဋ္ဌိကတုတ်တန်ကာရိပုတ္တကုဋ္ဌိကတုတ်တန်ဆိုပြီးတော့ ပထမဒုတိယတတိယဒီလိုသုံးသုတ်တန်သုံးခုတော့ဆက်တိုက်ရှိတဲ့နေရာရှိတယ်အခြားခြားသောနေရာတွေမှာလည်းအများကြီးရှိတယ်အဲ့တော့အခုလည်းပဲသူတို့အရှင်ကုဋ္ဌိကနဲ့အရှင်သာရိပုတ္တရာကြီးတို့ဆွေးနွေးတဲ့အခါလေးရှင်မကုဋ္ဌိကကမြတ်အရှင်သာရိပုတ္တရာကိုမေးအရှင်ဖုရားဘဂဝတိအာဟုသောမြတ်မသတိယဥဒတိတဲ့ အာဟုသောသာရိပုတ္တရာရှင်ဘုရားသာရိပုတ္တရာဘဂဝတိမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးရဲ့ဌာန၌မြန်မာစရိယံမြတ်တော်ခြင်းနေကိုတတိကျင့်သုံးပြီးတော့နေကြတယ်လူတွေလူတွေဘုရားဘာသာဝင်တွေပေါ့သူသဖြင့်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးရဲ့သာသနာတော်မှာမြတ်တော်ခြင်းကိုကျင့်မြန်မာစရိယဒီနေရာမှာမြတ်တော်ခြင်းဆိုတာ၅ပါးသီလစောက်တည်တာ၁၀ပါးသီလစောက်တည်တာ အတမထလို့ဝိပဿနာလို့လို့တာတမာတိထူထောင်ကြတာဒီလိုလုပ်ငန်းတွေလုပ်တာကဗျာမစရိယလို့ဒီလိုမှတ်ကြပါဘူးအဲ့ဒီလိုလုပ်ငန်းမျိုးတွေလုပ်တာဟာတဲ့ဘာအတွက်လုပ်တာလဲကံလေအပြောင်းလဲလုပ်ခြင်းလို့လားတဲ့ဒီလိုလေးမေးမေးခွန်းဆက်ချက်သူတော်ကောင်းတို့ဦးဇင်းတို့တွေ ကြံတာရှိတယ်ပြောတာရှိတယ်လုပ်တာရှိတယ်အဲ့လိုကြံတဲ့ပြောတဲ့လုပ်တဲ့ခါမှာကံဖြစ်တယ်အဲ့ဒီကံတွေကဒိဋ္ဌဓမ္မဝေဒနိယကံရှိတယ်တံ္ပရာဤကဝေဒနိယကံရှိတယ်ဒုက္ခဝေဒနိယကံရှိတယ်ဒုက္ခဝေဒနိယကံရှိတယ်ပရိပက္ခဝေဒနိယကံရှိတယ်အပရိပက္ခဝေဒနိယကံရှိတယ်ဒုက္ခဝေဒနိယရှိတယ်ဒုက္ခဝေဒနိယရှိတယ်ဝေဒနိယရှိတယ်အဝေဒနိယရှိတယ်ဆိုပြီးတော့ကံ၁၀မျိုးပေါ့ အဲ့ဒီဆယ်မျိုးကိုပြောင်းလဲလုပ်လို့လို့အရှင်ဘုရားရွေးတဲ့မြတ်တော်ချင်းကိုကျင့်ကြတာလားဘာသာတရားလိမ့်တာကျင့်သုံးကြတာလားလို့ဒီလိုမေးတော့အရှင်သာတိပုတ္တရာကြီးကမဟုတ်ပါဘူးတဲ့ဒီလိုဖြေပါအဲကြောင့်တရားချက်ခဲ့သတော်စင်များမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးရဲ့လက်ထက်ကယန္တာပုဂ္ဂိုလ်ကြီးများဖြစ်ကြတယ်ဒီလိုမထေကြီးတွေမေးကြမြန်းကြတဘာနဲ့တဘာဖြေကြတာတွေဟာ ရဟန္တာဖြစ်ပြီးတော့မသိလို့တော့မဟုတ်ဘူး။နောက်လာနောက်သားတွေအတွက်အကျိုးများရဲ့ရည်တံပြီးတော့မှအမိဒ္ဒမြန်ကြတာဖြစ်လိမ့်မယ်လို့ဒီလိုယုံကြည်ပါတယ်။အဲကြောင့်တရားရှိခင်ဆိုစဉ်များလဲဤကဲ့သို့ဓမ္မသည်အလိုကိုစီရှိပြီးတော့မှမိမိတို့ရဲ့ဘဝခရီးလမ်းဓမ္မနဲ့အညီဖြောင့်တန်းစွာရှောင်လန်းနိုင်ကြတဲ့သူတော်ကောင်းများဖြစ်ကြပါစေလို့ဆုတောင်းပေးရင်လည်းဗေဒနာဤကုန်ကမ္ဘာပေါင်းကြပါစို့။ဤမန္တမဒေသနာဤတရားဒေသနာတော်ကိုသုတ္တဝါနာကြားနာရပြီးတော့မှ တုံမေတရားကိုချစ်ခင်စိတ်ကောင်းဝင်ကြကုန်သောတင်သူတော်ကောင်းပေါင်းတို့မှာတုံမေကံလမ်းမဒီမခยีမကိုဝိဝုဇ္ဇတဝါရှောင်ရှားနိုင်ကြကုန်သည်ဖြစ်၍တုံမေကံလမ်းမဒီမခยีမံကိုဥဆုံးဖြောင်းမြောက်မတ်မတ်ယံတုကောင်းစွာမသွေလိုက်သွားနိုင်ကြပါစေကုန်သတည်း